ဥပမာငလင်ပေါ့နော်ငလင်လောက်သွားတာတံဝေကတရားတော်တော်ရတယ်ဒုက္ခရောက်ပြီဆိုဖះတားကြတာပဲလေဟုတ်တယ်မလားဖះကိုရှုပ်ကိုပြီးပဋ္ဌာန်းနေယူပြီးပြီအရှင်ဖះဒါပေမဲ့ဟိုအမဆုတော့မတောင်းဒါပေမဲ့ခုနကသမီးလေးကိုတောင်းလိုက်တယ်ဘာလို့လဲဆိုတော့သမီးလေးရဲ့လက္ခဏာအသက်လမ်းကြောင်းတိုးနေလို့အတူနေတဲ့ခါကျတော့ကိုလည်းမသိပါဘူးသိတာမကြသေးတော့အကြောင်းအမရှုမှတ်ကျင့်ကြံအားထုတ်တဲ့15ရက်တာ တရားဒုတိယမြင်ပြီးလို့ရှင်ဆယ်ပါးသီလကိုထိမ့်သိမ်းရတဲ့သီလကြောင့်အမသမီးလေးအသက်ရှင်ပါစေလို့အမကဒီကနေ့ဆုမွန်တောင်းပေးပါတယ်မြန်မာတို့လည်းဝင်သင့်တယ်နော်အားလုံးလည်းဝင်သင့်တယ်နော်ဟိုတချို့ရပြောမယ်ဟဲမာယူတာဘာလို့လို့ Facebook ပေါ်တင်တာတို့မီဒီယာမှာတင်တာသမဟုတ်ပါဘူးလုံးစော်တာပါ ဒီနေ့ကတော့တရားစခန်းကိုကြံပေါ့နော်ဝင်မယ်လို့ငဘူရက်စီစဉ်ထားပြီးသားပါညီမရယ် စဉ်းစားနေပြီးတဲ့အခါကျအမကလက်ခုမှလည်းနေနေရဆိုတော့ဒီဓမ္မခုံကြီးဖောက်တော့ရတယ်နီးတယ်လေဘာမှမဆိုအမှတ်ကလေးနဲ့သွားတိတ်ဆိတ်ငြိမ်တက်ခြင်းပေါ့နော်ဒီကူညီပါဘာဖြစ်လို့လဲဆိုလို့ရှိရင်တရားမှတ်နေတဲ့သူတွေရုတ်တရက်ခါကျလို့ရှိရင်အရန်ကိုတရားကိုတက်နေတဲ့ချိန်ကျရုတ်တရက်လန်တက်တာတွေဖြစ်မှာဆိုတော့ဒီတန်းမှာဆိုရင်ဖုန်းလုံးဝတုံးလို့မရပါဘူးဆရာတော်ကြီးကတော့ပြောတာပေါ့နော်တိတ်ဆိတ်ငြိမ်တက်ခြင်းဖြင့်တရားနဲ့တရားကူညီရမှန်ပေါ့နော်ကပ်ပြီးဆိုလို့ရှိရင်အမက အုံမငလင်ပေါ့နော်ငလင်လောက်သွားတာတံဝေကတရားတော်တော်ရတယ်ကိုယ့်ရဲ့အတိတ်ကံကိုယ့်ရဲ့ဝိကျွေးကိုဒီဒီဒီချိန်ဒီခါမှာ ဖြစ်ရမယ်ဆိုလို့ရှိရင်ဝိကျွေးဆိုတာဆက်ရပါတယ်နော်ဖြစ်ချိန်တန်လို့ဖြစ်တယ်လို့အမားမှတ်ယူပါတယ်ဘာဖြစ်ဆိုတော့ဒီမန္တလေးနေပြီးတော့စကိုင်းနေမှာပြိုတဲ့အိမ်ရှိတယ်မပြိုတဲ့အိမ်ရှိတယ်နော်အဲ့ခါကျတော့အမားတို့ကလေဒီအာယုမြင်တဲ့ခါကျတော့အော်အရင်ကဆိုငါအိမ် ငါသားငါသမီးငါပစ္စည်းဆိုတာဥစားရပါလားအခုငလင်လှုပ်ရတဲ့ခါမှာရုတ်တရက်တွေဖြစ်သွားတယ်ပေါ့နော်ပြီးတော့ငလင်လှုပ်လို့လူတွေတေချေပျက်စီးတာမဟုတ်ပါဘူးအဆောက်အုံပြီးပြီးတော့တိုက်ပြီးလို့ဖြစ်ကြတာပါနော်အဆောက်အုံပြီးတယ်မတင်းနေမစင်မတည်ဘူးလीနော်သူအသက်ရှင်နေလေသူကဲထုတ်လို့ရတယ်ပေါ့နော်အဲ့တော့အမပြောချင်တာကဘာသာရေးတွေများများလောက်ကြပါဒီတရားစကန်းဝင်တဲ့အချိန်မှာကိုတရားရှုမဲ့တဲ့အကျိုးကျေးဇူးကဘာရလဲဆိုတော့အမအခုချိန်မှာလည်းအမရှင်နေမှာဘာမှမရှိဘူး တောကတွေမရှိဘူးအပူတွေငိမ့်နေပေါ့နော်လူဆိုတော့ညီမပုတုစင်နေအပြင်မှာဆိုသိမလားအာသူများဝိတာစာစိတ်လေးအေးငါလည်းဝိချင်းနေငါဘာလို့မဝိရအဲ့စိတ်နဲ့ဆိုသူများကိုတခုခုလောက်တာမြင်လိုက်တာနဲ့ဝေဖန်မိတာနဲ့ကိုကအရင်ဥုံပူလောင်ရတာလေးနော်အဲ့မစ္စရာစိတ်တွေလည်းကင်းငိမ့်နေမနာလိုစိတ်တွေလည်းမရှိဘူးပေါ့နော်လောဘတွေကြောတာကြီးကင်းဝေးနေတာပေါ့နော်ဆိုတဲ့အခါကျအမကလေးအကုန်လုံးကို ဒီတရားဘာဝနာကိုရှုမှတ်စီခြင်းပါတယ်မိဘတွေဆိုလို့ရှိရင်80ကျော်80ကျော်90ကျော်နေတာသမီးတွေငယ်ရွယ်လေးနဲ့တည်နေရရှိပါအဲကြောင့်ဟိုသာသမီးစီဆိုတာလေဖုံးမကြည့်ဘူးအသက်မရှိဘူးပေါ့နော်အဲအဲ့လိုမျိုးတွေတည်းဖြစ်နေတဲ့ကာလပေါ့နော်ဖះရှိခိုးရတဲ့ပုံနဲ့မေတ္တာပို့ရတဲ့တတိကြောင့်အမကအမသမီးလေးကိုဟိုပညာရေးကျမရေးဆိုရင်အမကသူ့အထောက်ပံ့ဖြစ်စီခြင်းနဲ့အမဖះရှိခိုးတိုင်းဆူတောင်းတယ် အရှင်ဘုရားတပည့်တော်မှာကြင်ကြံအာထုတ်ရှုမရတဲ့အကျိုးကျေးဇူးကတပည့်တော်မှာရဲ့သမီးလေးတနင်္လာသမီးလေးပေါ့နော်အသက်ရှိပါစေဉာဏ်ပညာကြီးထမြတ်ပြီးတော့အမျိုးကောင်းသမီးကောင်းယန္တနာဖြစ်ပါစေဘာသာတရားကိုသိပါစေပေါ့နော်အဲ့သမီးလေးအတွက်အထောက်ပံ့ဖြစ်ပါစေလို့ဆုတောင်းပါတယ်တော်ဒီလိုအသက်ကြီးရလွတ်လာတယ်ပြောလို့ရအောင်အဲ့ဒီုံကလည်းအမကလေး ယုတ်တိရဖြစ်တာအမဂုံတော်ကိုးပါယုတ်တာအမအမြဲတမ်းဂုံတော်ဂုံတော်ကိုးပါအာဂုံဆောင်တာပါနော်ကိုကအီဒီပီတော့ကိုးပါအဲ့ဒီတခုဆိုဖေးရအဲ့ဒီဝင်ကြတော့အမရဲ့တတန်လူတတန်မရှိတရားရဲ့ဖရားရဲ့ဂုံတော်ကြီးပွားများပြီးတော့ကျင့်ကြံဟိုရှစ်ခိုးပူဇော်တာပေါ့နော်အဲ့ရဲ့အကျိုးကျေးဇူးကြောင်းလို့အမတင်တာအဓိကကတော့လူတတန်ပေါ့ညီမလူဆိုတာတည်နေစီမှတည်တာပါ ဖရာတရားရဲ့ဂုံကျေးဇူးကြောင့်ရယ်ပြီးတော့အမားတို့ကမိသားစုပေါ့နော်ကိုအမေရှော့ဆိုကိုအမေကိုလည်းရှာဖွေကြွေးမွေးခဲ့တဲ့အကျိုးကျေးဇူးတွေပြီးလို့ရှိရင်လည်းအမအရေးကြီးတာပြောပြအောင်မယ်ပေါ့နော်အမကအခုဆိုရင်လှူတဲ့တန်းတဲ့ခါကျရှာအမဟိုအခုလူတွေတက်ဆိုင်အမကဗုဒ္ဓဟိုရဟန်းတန်ဃာတွေကိုပူလှူတယ်အခုဆိုလို့ရှိရင်ဟိုငလင်တန်းကြီးကြောင့်လေဘုန်းကြီးကြောင့်ဒီပျက်စီးတာရှိရယ်အဲတန်ဃာတော်တွေပြန်လုံတော်မူတာလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေခါကြဟို မစိုးရင်အကြောင်းမှဆိုလို့ရှင်ဟိုစာဖြည်နေတဲ့အချိန်ပေါ့နော်ဒါကလေးသူ့ရဲ့အတိတ်ကံကြောင့်ပေါ့နော်ဟိုတနေ့ရဆိုရှင်ငလင်လောက်တဲ့သေးလားအဲအဲ့ချိန်မှာအမတို့ကတရားထိုင်တယ်ဟိုကအခန်းထဲမှာတရားထိုင်ပြီးလို့တရားဖြုတ်တဲ့အချိန်ပေါ့နော်ဒုက္ခနဲ့ပဲခါဝါပေါ့နော်ဟိုဖန်ခွက်တီတောင်မှရွေ့တယ်ဟိုကရင်ပေါ်မှာရှိတဲ့ခဲလုံးလောင်ပြုတ်ကြတာပေါ့နော်ဆိုတော့ကိုရီးယားဟိုထိတ်တလန့်တော့ပြဒါပေမဲ့ ဟိုဘာမှတော့မသိတာဘူးညီမရဲ့ဒါပေမဲ့ဟိုငလင်းဆိုတာလေမငြိမ်သေးဘောเนาะတဘာဝဘေးအန်ကြီးကကြောက်ဖို့လည်းကောင်းမှာပြီးလို့ရှိရင်အမတခုဆိုရင်နာကလေးငလင်းပြီးရေပြီးလာအောင်မှာဘာဖြစ်လဲဆိုတော့မိုးရင်းဖြစ်ပြီးဟိုဘကိုးကအမြဲတမ်းရေနှစ်စင်ရေကြီးတယ်ဘောเนาะရေကြီးတဲ့ခါကျတော့ကိုရီးယားလှဲကူးမှနေတဲ့ခါကျဘကိုးနဲ့နေတယ်လေဘကိုးရေကြီးလှဲကူးလည်းရေကြီးမှာပဲငလင်းလုံးလိုက်ပြီးဆိုညီမရေပြည့်ရေကြီးတွေမြေကြမြေကြီးရဲ့ပကြားတွေအကုန်ပြီးပြီးလို့ရှိရင်ဘကိုးဆဲတို့ လဲဘူးပါဆယ်တွေကလည်းချန့်ခံမှုဘယ်လောက်ရှိမယ်မရှိဆိုတာမသိရဘူးပေါ့နော်အဲ့ခါကျရင်လည်းရေဘေးအတွက်လည်းအမဆိုးရင်စိတ်ရှိတာပေါ့နော်အခုလူတွေဆိုလို့ရှိရင်အပြော်အပါဆိုရင်သွားနိုင်ကြတယ်တရားစခန်းဆိုရင်တော်တော်များများညင်းကြတယ်အေးငါယောက်ျားငါသားငါသမီးငါမိကြီးတွေပေါ့နော်အဲ့ဒီအပူတွေနဲ့လေတရားဘက်ကမလှဲနိုင်ဘူးပြီးတော့အဓိကတရားစခန်းအစောကြီးထားရတယ်အဲ၃နာရီခွဲထားရမယ်ည၈နာရီခွဲတရားသိမ်းအဲ့ဒီဥစ္စာတွေပေါ့နော်ဒါပေမဲ့အမပြောချင်တာကလေ တရားကိုအချိန်ရှိတဲ့လုံနိုင်တဲ့အချိန်မှာဒီတရားဘဝနာကိုရှုမှတ်စီခြင်းပါတယ်ဒီတရားဘဝနာရှုမှတ်တာယခုလက်ရှိပြစ္ဆုတ်ပံတွေလည်းကောင်းတယ်အနာဂတ်တွေလည်းကောင်းတယ်နောက်ပြီးကိုယ့်ရဲ့ကိုယ်လုံးသွားပြီးနဲ့နောင်ဘဝအတွက်လည်းအထောက်ပါတယ်ပေါ့နော်အဲ့တော့ဟိုဘာသာတရားသာသနာကိုလည်းလှုပ်စီခြင်းနဲ့တချို့လူတွေကပြောတယ်အိမ်မှာလှုပ်လေရပါတယ်မတူပါဘူးညီမရဲ့အိမ်မှာလုံးအိမ်စိတ်လေဟဲ့ ငါဟင်းချက်ရအောင်မယ်ဟဲ့ငါမီးဟုတ်တက်ရအောင်မယ်ဟဲ့သမီးတွေသားဟဲ့စာချက်လေဟဲ့ဖုန်းမသုံးနဲ့လေဟဲ့ပါလို့စိတ်နဲ့လေတရားမမှန်နိုင်အခုရိတ်တာမှဆိုလို့ရှိရင်ကြောင်းကြောင်းကြောင်းစီကံလေနော်ရိတ်တာကြောင်းရိတ်တာစီကံလေဒီနှစ်ဝင်တယ်နောက်နှစ်တွေလည်းဝင်မယ်ညီမတို့လည်းဝင်တင်တယ်နော်အားလုံးလည်းဝင်တင်တယ်နော်အဲ့တော့အမကတော့ဟိုတချို့ကြီးကပြောမယ်ဟဲ့မာယူတာဘာလို့လို့ Facebook ပေါ်တင်တာဟာတို့ မီဒီယာမှာတင်တော့မဟုတ်ပါဘူးလုံးစော်တာပါဒုက္ခရောက်ပြီဆိုဖះတားကြတာပဲလေဟုတ်တယ်မလားဖះကိုရှုပ်ခုပြီးပထန်းနေယူပြီးအရှင်ဖះဒါပေမဲ့ဟိုအမဆုတော့မတောင်းဆုတောင်းရင်ဟိုကိုလူချင်းနဲ့စိတ်နဲ့လူချင်းမမောတဲ့စိတ်နဲ့ဒီဖះကိုဝတ်ပြုတယ်ပူဇော်တယ်ဖြစ်မှာဆိုဆုတော့မတောင်းဒါပေမဲ့ခုနကသမီးလေးကိုတောင်းလိုက်တယ်ဘာလို့လဲဆိုတော့သမီးလေးရဲ့လက္ခဏာအသက်လမ်းကြောင်းတိုးနေလို့အတူနေတဲ့ခါကျတော့ကိုလည်းမသိပါဘူးသိတာမကြသေးတော့အကြအမ ရှုမှတ်ကျင့်ကြံအားထုတ်တဲ့ဒီ15ရက်တာတရားဒုတိယမြင်ပြီးလို့ရှင်7ပါးသီလကိုထိမ့်သိမ်းရတဲ့သီလကြောင့်အမသမီးလေးအသက်ရှိပါစေလို့အမကဒီကနေ့ဆုမွန်တောင်းပေးပါတယ်ပြီးတော့အခုမန္တလေးစကိုင်းနေပြီးတော့မှပျက်စီးဆုံးရှုံးသွားတဲ့သူများတွေအတွက်လည်းအများကြီးဝမ်းနေရပါတယ်ထိကိုက်ချေခွဲရပါတယ်ဒါကြောင့်လည်းမာယူတာလို့မနက်တိုင်းဖရာဝိပုတန်ကိုခொနည်းသားသမီးများကိုလည်းစုတောင်းမေတ္တာပို့သပေးပါတယ် ပြန်လုံတော်မူသွားတဲ့ယဟန်တန်ဃာတွေကိုလွန်သွားတဲ့ခொနည်းသားသမီးများကိုလည်းဆုတောင်းမေတ္တာပို့သပေးပါရယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမချင်းနေပြည့်စုံပြီးရောဖရာတရားတန်ဃာယေရှုနဲ့မမေ့မလို့ပဲဘာသာသာသနာထွန်းကားအောင်လုပ်ရင်းနဲ့တဘာဝဘေးရနေရဲ့ကက်ဆူးကြီးမှလည်းလွတ်ကင်းပါစေဒီအန်ရဲ့ကြီးတွေဒီလောက်နဲ့ပဲပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်